ပြမနာစည်းပေါ့တပြေကုန်းစည်းထဲမှာအာသွားပြီးတော့ဆိုင်းဆရံသွားလုပ်ကိုလည်းအထွတ်အဲ့ခစ်သစ်ဆိုရယ်ဆိုင်းဟိုဘာလဲအဆောက်ကြီးကပြိုကြတာပြိုကြအဲ့မှာတစ်ချိန်လွတ်သွားလွတ်သွားဟာဖြစ်တာလဲပေါ့ဆိုစပြီးငင်းရင်လှုပ်တာလှုပ်တဲ့အချိန်မှာသူကဒီလိုလှိုင်းလို့ဒီလိုမျိုး ့ကော်စောယူသူခါလိုက်တယ်အဲ့လိုခါလိုက်တယ်ပဲခါထားရအခုချိန်ကြီးလည်းအဲ့ထဲမှာပြိနေတဲ့လူတွေရှိသေးတယ်ဝင်တဲ့တချို့ပြိနေရပါတော့မရေးစားနေလို့ဟိုရေးလိုချင် online လူတွေရှိရဲအဲ့လိုမျိုးပါပြီနေပြီးတော့ပတ်မှာဆိုလို့ရှိရင်ဝင်တဲ့နေရောဝင်တဲ့အေးရလျှက်စစ်ဝင်တဲ့အေးရရောလျှက်စစ်သမားတွေရောအဲ့ဘယ်လိုမှလေးတဲ့တိုက်သုံးတဲ့တိုက်ကြီးတွေလေးတဲ့တိုက်ကြီးရှိရဲအဲ့တိုက်ကြီးတွေကတစ်ထပ်လုံးကအထက်ထက်ဝင်သွားတာဝင်သွားပြီးတော့ပုံမှန်သုံးတဲ့ပဲခြံနေတယ် အဲ့ထဲမှာခလေးငငယ်လေးတွေရောစနစ်နစ်ကလေးတွေရောဟိုလာသားလေးတွေအဲ့ထဲမှာပြိနေကြတယ်အများကြီးရှိတယ်အခုချိန်ဒီလည်းအဲ့ဟာတွေကိုတယ်လို့မရသေးရထုတ်လို့မရသေးရအများကြီးရှိတယ် drive car driver နဲ့အဲ့အပြန်ပေါ့အဲ့ရနေပေါ့အပြန်သွားနေချိန်မှာသဒ္ဓါကြီးကဒီလိုကြီးဆိုရက်လှိုင်းတစ်ခုလိုပဲကျိုးကြတာကျိုးဖို့ကက်တီးလေးပဲလို့တော့အဲ့လေကိုရှင်မတို့ကရောက်ပြီဆိုရင်သဒ္ဓါအောက်ကိုကျိုးရအောင်လားရှင်မအသက်ကသွားပြီပဲအဲ့မှာစပြီးတော့ဖုန်းလိုင်းညောမီးတော့အကုန်စပြတ်တာပြတ်သွား၃ရက်လောက်တိတိပဲဘာမှလုပ်လို့မရဘူး ဘာလို့လုံးလို့မရညဘက်ကျတော့ရေကြီးမယ်တို့ဟိုဆယ်ပေါက်နေရတော့အဲ့လိုမျိုးတွေတတိယလည်းကြားတယ်ဆိုတော့ဟိုဖျားကုန်းဘက်ပေါ့ဖျားကုန်းဘက်ကိုညဘက်ကိုကလုံးအထုပ်တွေတမျိုးလုံးပဲနေပြီးရောပြင်မနာအဲ့လိုတမျိုးလုံးပဲအဲ့ရလူတွေကလုံးလေဝေးဘက်ကလူတွေရောတက်ကုန်းဘက်ကလူရှောင်းရတာပေါ့အဲ့ဖျားကုန်းဘက်ကြီးကိုသွားပြီးတော့အဲ့မှာညတွေအိတ်ကားကျွန်တော်အောင်ပြောချင်တာကတော့ဟိုအခုကိုဒီလို interview လုပ်တဲ့အကြောင်းညာပေါ့ဟိုဆိုကြတော့ ဒီလိုချိန်မှာဟို follower ရှာတာတို့ဟိုအောင်မြင်ခြင်းလို့တို့ပြင်နာမည်ကြီးခြင်းလို့ဆိုတော့အဲ့ဒါအဲ့အတွက်လည်းလုံးဝမဟုတ်ဘူးပေါ့အဓိကကိုကြုံတွေ့ခဲ့ရတဲ့အခိုက်အတန့်လေးတွေပေါ့ကိုကြုံတွေ့ခဲ့တဲ့အရာရအသက်နဲ့ကတိလေးပဲလွတ်သွားတာပေါ့ဘယ်လိုမျိုးပြင်မနာမှာဆိုလို့ရှိရင်ကိုက miss me ပြင်မနာသွားလောက်တာလေ miss me ပြင်မနာသွားလောက်နေတော့အမနဲ့ပြန်ဆို official ပုံတွေရိုက်ပြီဒီနေ့တော့ size size နဲ့သွားရင်ပြင်မနာစည်းပေါ့တပြေကုန်းစည်းထဲမှာအာသွားပြီးတော့ size size နဲ့သွားလောက်ကိုလည်းအထွက်အဲ့ခစ်သစ်ဆိုတဲ့ sign ဟိုဘာလဲအဆောက်အဦညပြိုကြတာ သူကအဲ့မှာတစ်ချိန်လွတ်သွားလွတ်သွားဟာပစ်တာလဲပေါ့ဆိုစပြီးငင်းရင်လှုပ်တာလှုပ်တဲ့အချိန်မှာသူကဒီလိုလှိုင်းလို့ဒီလိုမျိုးကော်စောယူသူခါလိုက်သူအဲ့လိုခါလိုက်သူခါထားအခုချိန်ကြီးလည်းအဲ့ထဲမှာပြိနေလူတွေရှိသေးတယ်ဝင်နေတချို့ပြိနေရပါတော့မရေးစားနေလို့ကိုရေးလိုချင်အော်နေလူတွေရှိရဲအဲ့လိုမျိုးပါပြီနေပြီးတော့ပတ်မှာဆိုလို့ရှိရင်ဝင်နေနေရောဝင်နေအီယာလျှက်စစ်ဝင်နေအီယာရောလျှက်စစ်သမားတွေရောအဲ့ဘယ်လိုမှလေးတဲ့တိုက်သုံးတဲ့တိုက်ကြီးတွေလေးတဲ့တိုက်ကြီးရှိရဲအဲ့တိုက်ကြီးတွေကတစ်ထက်လုံးကအထက်ထက်ဝင်သွားတာဝင်သွားပြီးတော့ပတ်မှာသုံးတဲ့ပဲကျန်နေတယ် ဲ့ထဲမှာမှာခလေးငငယ်လေးတွေရောစနစ်နစ်ကလေးတွေရောဟိုလာသားလေးတွေအဲ့ထဲမှာပြိနေကြရအများကြီးရှိရအခုချိန်ဒီလည်းအဲ့ဟာတွေကိုတဲလို့မရသေးရထုတ်လို့မရသေးရအများကြီးရှိရပြီးတော့ပြင်းမနာဟိုအင်းဝါဗန်လန်လားမသိဘူးအဲ့ရှင်မွန်ရဲ့ကားဆရာနဲ့ဟိုဒရိုက်ကားဒရိုက်ဘာနဲ့အဲ့အပြန်ပေါ့အဲ့ရနေပေါ့အပြန်သွားနေချိန်မှာသရားကြီးကဒီလိုကြီးဆိုရလှိုင်းတစ်ခုလိုပဲကျိုးကြတာကျိုးဖို့ကက်တီးလေးပဲလို့တော့အဲ့အလေကိုရှင်မလို့ကရောက်ပြီဆိုတော့သရားအောက်ကိုကျိုးရရင်တော့ရှင်မအသက်ကသွားပြီပဲ အဲ့မှာစပြီးတော့ပုံလိုက်နေမီးတော့အကုန်စပြတာပြတ်သွား၃ရက်လောက်တိတိပဲဘာမှလုံးလို့မရဘူးဘာလို့လုံးလို့မရညဘက်ကျတော့ရေကြီးမယ်တို့ဟိုဆယ်ပေါက်နေရတို့အဲ့လိုမျိုးတွေတတိယနေ့လည်းကြားနေတယ်ဆိုတော့ဟိုဖျားကုန်းဘက်ပေါ့ဖျားကုန်းဘက်ကိုညဘက်ကိုအကုန်လုံးအထုပ်တယ်တမျိုးလုံးကနေပြီးရောပြင်မနာအဲ့လိုတမျိုးလုံးပဲအဲ့ရလူတွေအကုန်လုံးလေဝေးဘက်ကလူတွေရောတက်ကုန်းဘက်ကလူရှောင်းရတာပေါ့အဲ့ဖျားကုန်းဘက်ကြီးကိုသွားပြီးတော့အဲ့မှာညတွေအိတ်ကားရှိရဲအဲ့ဒါနဲ့နောက်နေ့တည့်ရက်ကျလည်းအဲ့မရဟိုဟာမဖြစ်ဘူးဆိုတော့ဟို ။ငရတဲ့သူနည်းနည်းလှုပ်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 လာနောက်တည့်ရကျတော့အိမ်မှာအိတ်တယ်။ငှားနေတဲ့အိမ်ကလည်းအုတ်ကအတ်နေပြီ။နည်းနည်းလေးပြိုဖို့ပဲကြာတော့အုတ်ကလည်းအတ်နေအစစ်အစစ်မပြေဘူး။တနားကြီးအကုန်လုံးကဒီဒီညတကျတော့အိမ်မှာအိတ်လိုက်တော့မယ်ဆိုအကုန်လုံးကဟူးချဲတွေနဲ့သွားကြတာပဲ။ဒုက္ခခံရအများကြီးပဲပေါ့။ကိုတယောက်တည်းတော့မဟုတ်ဘူး။ဒါပေမဲ့ဒုက္ခခံရတာအများကြီးပဲ။အဲ့မှာသွားနေနေလည်းအဲ့အိမ်ကညတနားကြီးတို့အိတ်နေနဲ့တစ်ခါထားလို့ပြန်အောင်ထားလို့ထားလို့နေနေလည်းအဲ့လိုပဲ။ကိုအိမ်ရှိကလမ်းပြီးမှထွက်အိတ်ရတယ်ဘဝမှာလမ်းပြီးမှလည်းအိတ်ခဲ့ကွာအများကြီးပဲပေါ့ရေတွေလည်းငတ်ခဲ့တယ် ဟိုအစားအသောက်တွေဆိုလို့ရှိရင်လည်းတော်တော်ရှာစားခဲ့ရတယ်အဲ့လိုအခြေအနေမျိုးဖြစ်တယ်။ဒီနေ့မှာဒုက္ခတော်တော်ကြီးကျယ်ရောက်တာတော်မှကြီးတယ်လမ်းလေးဆိုလည်းအခြေအနေတော်ဆိုးတယ်။သူမကယ်နဲ့ကိုမကယ်နဲ့ဘဝဖြစ်သွားပြီအဲ့လိုဖြစ်နေ။အမြင်ခဲ့တာပေါ့မြင်ခဲ့တာပေါ့ကိုဒါရဲ့ကိုမျက်စိနဲ့ဒါရဲ့မြင်လိုက်တာဥပမာ online social media နဲ့မြင်နေဆိုလို့ရှိရင်တော့ဒီ interview ကိုလုပ်နေတော့ကကိုမျက်စိရှိမှဒါရဲ့မြင်ကမန္တလေးမှာဆိုလို့အမွှေးလေးတွေကုန်ပြီ။နေပြီးတော့ပြင်းမနာတယ်ဆိုတော့မန္တလေးအာမန္တလေးမှာဆိုလို့ပူအောင်ဆိုးသေးရဲ့အာ ဟိုအဆောက်အဦတွေပြိုပြီးမစိုးရင်ကြောင်းတိုက်ဖုံးကြီးကြောင်းဆိုလို့ရှိရင်လုံးဝပြိုပြီးတော့အမတော့ဆော့မွန်လာတဲ့တာဖျားရီလည်းပြိုအကုန်လုံးအကုန်လုံးပြိုတာဟိုဟိုမြန်မာနိုင်ငံရဲ့အမွေနှစ်တော်တော်များဆိုတော့ကုံကုံတလောက်ဖြစ်နေပြီလူကင်းနာဆိုလို့ရန်ကုန်ပဲရှိရဲ့အဲ့လိုမျိုးဖြစ်နေအသက်လူတော်တော်တော့လူပြေးလိုက်ရတယ်အသက်လူဆိုပေမဲ့အိမ်ရတာကကိုယ်၃ရက်၃ရက်လောက်ကိုပျောက်နေပြီဆိုတော့တက်ပြက်ဆုံးတော့ကတ်တော့မယ် ကြောက်ပြီးတော့ဆိုရှောင်နေရတာပေါ့ကိုခေါ်ရတဲ့ကလေးတွေလည်းရှိသေးတယ်နောက်ပြီးလို့ရှိရင်ကိုနဲ့လုံနေအပွဲစည်းတွေလည်းရှိသေးတယ်အာအဲ့လိုမျိုးသတင်းတွေလိုက်သူတို့လည်းလိုက်ရှာပြီးတော့မေးရမျိုးတွေရှိတယ်သူတို့စီလိုပြန်သွားပြီးတော့ကိုတို့သူတို့နဲ့ဘူးတရဲအဲ့လိုပတ်ပြီးတော့ရှောင်နေရတာမျိုးတွေရှိတယ်ကိုငားနေအိမ်မှာစိတ်မဖြစ်ဘူးဟိုအုတ်နေရင်ပြိုစားသွားတာအုတ်တရပြိုရှောင်နေရဆိုဖျားကုန်းခွင့်ရှိရလေလွတ်တယ်ဆိုကွင်းပြင်းအဲ့ဘက်ကအကွင်းပြင်းရတယ်မသေးချာလမ်းနေရအဲ့လိုအုတ်ကွဲနေမနေပြေးသွားနေရှိရပေါ့ဟိုမုတ်တိုက်မုတ်တိုက်ထဲမှာဆိုမုတ်တိုက်တိုက်မှာဟိုဘာလဲ အဲ့နာမည်တော့တိကျတာမသိလိုက်ဘူးမဟုတ်တဲ့အခုတိအခုတိပဲရောက်30လောက်အထက်မှာပိတ်ပိတ်ပြီနဲ့ရေးစားတယ်လို့ရေငတ်တယ်လို့အမှအခုပြောနေကြအဲ့ထဲမှာဆိုလို့ရှိရင်တယောက်မှမလွတ်သေးဘူးအဲ့လိုမျိုးပြီးလို့ရှိရင်အဲ့ပြင်မနာပြင်မနာဈေးထဲမှာပေါ့နော်ရွှေမလို့တစ်ခါကအဲ့လိုပွဲအတွက်ဟိုစပွန်ဆာလိုက်ဟိုကုညီတောင်းနေတဲ့အချိန်မှာတွေ့ကြပိုးကြီးပွားကြီးပေါ့နော်ပိုးကြီးပွားကြီးဆိုဖက်နှက်တိုင်ခွင့်တာသူတို့ဆိုလို့ရှိရင်သုံးသွားပြီတကယ်စိတ်မကောင်းစရာရအများကြီးနာရေးသတင်းနေတာတောက်လျှောက်တလဲလုံးမှာ စနစ်လေးတရားရှိတယ်လာသားလေးတွေတေဝါရှိရဲ့ပြီးတော့ကိုဝင်စားမိခင်တဲတွေဆိုလို့ရှိရင်အခုချိန်မှာဒုက္ခတော်တော်ရောက်နေအဲ့လိုမျိုးအဲ့ချိန်မှာဘလို့လူမျိုးရှိမှထွက်စီကျင်လာလဲဆိုလို့ရှိရင်ဟိုကိုကိုကို high slow လို့လုံးဝတထေးတွေပေါ့နော်ထွက်ပို့ပြီးတော့အရှိတ်ကိုထွက်စီကျင်တယ်ထွက်စီကျင်တယ်ဆိုတာငရင်တောင်သွားခန့်ခိုင်းတာမဟုတ်ဘူး ပို့ပြီးတော့လှူဒန်းနေလောက်ပို့တာလောက်တာထက်ကိုပို့ပြီးတော့ဒီဟိုကဲဆေးကြီးတွေပို့ပြီးတော့မင်းများဟိုထောင်းနိုင်ပို့ပြီးကောက်မှာပေါ့နော်အဲ့လိုဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြင်းမနာဘက်မှာလူရောမရှိတော့တာအကုန်ရှောင်းရှောင်းပြေးကြတာရယ်ဟို တိုက်ပြီးနေကြရတယ်အတွင်းနောက်ဘက်မှာလူဦးမရှိတော့တာလူလည်းမရှိတော့ဘူးတကယ်ကိုမှတချို့ကြတော့နေပြီးတော့ပြင်းမဆိုလို့မကူညီကြလူတွေများကြရတယ်ဟိုမကူညီကြတာထက်ကိုဘယ်လိုပြောမလဲသူခိုးဘက်မှာလည်းဖြစ်နေတာသူမကဲနိုင်ကိုမကဲနိုင်ဖြစ်တာပါမကူညီကြတာတော့မဟုတ်ဘူးဟိုပြင်းနာဘက်ကိုတချို့ကမေ့နေကြတယ်အဲ့လိုဒီမစိုးလောက်ပါဘူးလို့ထင်ထားကြတယ်ရွှေမောကတော့ကိုရိုင်းကြုံခဲ့လိုက်တာပေါ့နော်ကိုရိုင်းခံခဲ့ရတာဆိုတော့ကိုတော်မှအသက်နဲ့ကတိလေးလွတ်တာလက်တလုံးတော့မဟုတ်သေးသေးလေးလွတ်တာကိုကိုရိုင်းကအဲ့စကွင်းတော့ရောက်နေတော်တော်လွတ်သွားတာအဲ့လိုမျိုးလေးပေါ့ မင်းလုံးတဲ့ချိန်မှာသူနဲ့ထွက်ပြေးတာတဲ့ကြောင်နေတာကားပေါ်မှာပြေးလို့လည်းမလုပ်ဘူးတကယ်လွတ်မယ်ဆိုလည်းပြေးလို့ကိုယ်ရှိမှဆိုင်ငယ်ကောင်မလေးတက်ကိုဆိုင်ငယ်ပေါင်းလာတာအောက်မှာ၁၀မြောင်းရှိတယ်၁၀မြောင်းရှိတယ်ကောင်မလေးကအဲ့ဆိုင်ငယ်ဆိုင်ငယ်ကြီးကဟိုဘက်မြောင်းဘက်ကိုလွတ်မှာလူကလည်းဟိုမြောင်းဘက်ကိုလွတ်သွားအာတယောက်တည်းမဟုတ်သုံးလေးယောက်ပဲဆိုင်နေတိုက်တယ်ဆိုတော့ကိုမျိုးစစ်ရှိမှဟိုဟိုအထက်လိုက်ကြီးတွေပြိုကြတယ်အဲ့တန်းမှာမှသူကဟိုအဲ့လိုပြူကြတာတစ်ခါကိုအမှပြီးွားလူတွေရှောင်ပြေးနေတဲ့လူတွေရှိတယ်။တချို့ကကြတော့ပို့ပြီးတော့ဟိုဒုက္ခခံလိုက်ရတဲ့လူတွေဆိုဘလို့ သူတို့ OPC ရကံပေါ့နော်အဲ့ကံထဲမှာပါသွားလူကြလေးတဲ့တိုက်ကတည်းကတိုက်တစ်ထက်လုံးကြီးကထဲထဲဝင်သွားဝင်သွားပြီးတော့သုံးထက်ပဲပေါ်လာတော့အဲ့သုံးထက်အဲ့အောက်မှာမှရေစာတယ်လို့ဟိုကဲကြပါဦးတေးနေလူတွေချင်းပုတ်စော်ရတဲ့နန်းဆိုအဲ့လိုမျိုးကြီးတယ်နန်းနေရတဲ့အချိန်တွေတော်တော်ဆိုးသွားတယ်အဲ့လိုမျိုးအခုတော့ဟိုရှင်မတော့အလှူမွေတွေလိုက်ခံနေရပါဘူးပရိုက်တာဆိုတာတဲ့အလှူမွေတွေပေါ့ ဟိုဟိုတချို့ကြရတယ်ဒီလိုချိန်မှာဟို popular ဖြစ်ခြင်းလို့လားဟိုဘယ်လိုပြောမလဲအောင်မြင်ခြင်းလို့လား selling ဖြစ်ခြင်းလို့လားအဲ့ဒါတွေကိုမေ့ထားပြီးပေါ့နော် price တောက်တကယ်လို့ထိထိမိမိတွေလုံးစီခြင်းနဲ့ပြီးတော့ high story ထွက်စီခြင်းမင်းသမီးတွေအများဆုံးထွက်စီခြင်းတော့နိုင်ငံကျော်တွေပေါ့နော်နိုင်ငံကျော်တွေပို့ထွက်စီခြင်းနဲ့ဘယ်လိုသူတို့ရဲ့ပြည်သူပြည်သက်တွေပဲ ခုလက်ရှိခံနေရတာကိုမခံရပြီမဲ့ဒါပရိသတ်တွေပေါ့ကောနော်ပရိသတ်တွေပဲဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့အချစ်တော်တွေလည်းဖြစ်တယ်ဘယ်မျိုးဆိုတာကိုအတူတည်ချက်မထားဘဲနဲ့ဖြစ်သည့်မျိုးအတိုင်းကိုကုညီပေးစေခြင်းနဲ့အဲ့တော့ရှုံမလေးကိုတက်နိုင်တဲ့ဘက်ကနေဒရော့တနေရတယ်ကုညီပါတယ်ဟုတ်ကုဆိုလို့ရှိရင်လည်းအလှူခံနေတာပေါ့အဲ့လိုမျိုးပေါ်ပူလာဖြစ်မဲ့အလုပ်မျိုးဆိုတော့ဘယ်လုံးမှမလုပ်ချင်ဘူးပြီးကိုယ်ဆဲတာတို့ကိုယ်အမုန်းတာမျိုးလည်းမခံချင်ဘူးအဲ့ဒါဟုတ်တယ်ဟုတ်တယ်ပို့ပြီးတော့ပို့ပြီးတော့ဟိုပြင်းမနာအတွက်ကိုပို့ပြီးတော့ဟိုနေပြီးတော့ပြင်းမနာအတွက်ကိုပို့ပြီးတော့ကိုချင်းစာရယ်ပေါ့နော် ဟိုမန္တလေးဆိုနေပြည်တော်ပြင်းထန်တဲ့ပိုဆိုးတယ်အမွေနစ်တွေကုန်ပြီအဲတကောလုံးလုံးဝမှာခုချိန်ကြီးလူပြန်မတွေ့သေးရရှိရဲပြီးတော့ line တွေကပြတ်သွားတာအဆိုးဆုံး line ပြတ်တယ်မီးပြတ်သွားတာအဆိုးဆုံးဘယ်သတင်းကအမှန်ဘယ်သတင်းကအမှားမှန်မသိငင်ရတော့ခုချိန်မှာဟိုဘာလဲမကင်းကလေးဟိုကလားကားလို့ပေါ့နော်မကင်းကလေးကားတွေကလို့အပိုင်းဆွဲတွေမပြီးတော့ကိုရီးယားကားလို့အရင်ကကြားဘူးတာဟိုပိုးပွားကြီးပြောဘူးတာကြားဘူးတယ်ပေါ့ငင်းလှုပ်တယ်ဘာသူညာပြောအဲ့လိုဆိုကြားဘူးတယ်ဒါပေမဲ့အခုကအပိုင်းနဲ့လှုပ်နေသူက လှုပ်ရပြန်ပြီးပြေးရပြန်ပြီးအခုဆိုလို့ရှိရင်မီးတွေပြန်မီးသွေးတွေနဲ့ဟိုထင်းနေနဲ့တွေ့ရတယ်ပေါက်ချက်သူများကြီးမှာအိုးတွေသွားငါဒေအိုးတွေငါအဲအဲ့လိုမျိုးကြီးအချိန်ကြီးမျိုးကြီးအများကြီးကြော်ပြခဲ့ပြီးွားသူများစီကရေတောင်းတော့ရဲအဆင့်အောင်ရောက်ခဲ့ပါတယ်ဂျင်မနာမှာတော်တော်ဒုက္ခရောက်ခဲ့အင်းရလည်းဆက်သွယ်လို့မရတော့ဟိုနောက်တရက်နေ့မှဆက်သွယ်ပြန်သူတို့ကလည်းနေပြမလိုက်ရှာမရှာလို့မရရတော့သူတို့ရလည်းရှာတော့ရှာတယ်မရတော့ရွှေမုံတော့တက်ပြတ်ဆုံးကတ်တော့အလားတူတော့စီစဉ်လိုက်ကွာရွှေမုံလုံးလည်းဒါအသက်ပေးရတော်တော်လွတ်ခဲ့ရတော်တော်ကြီးပါ တချို့ကမသိဘူးပေါ့နော်တချို့ကမသိတော့ဟိုကျွန်တော်တို့ဘယ်လိုပြောမလဲပျော်နေကြပဲတင်နေကြအမှန်တော့မဟုတ်ပါဘူးဒီထဲမှာတကယ်ဟိုစိတ်ချတကယ်ဟိုမြင်ကွင်းတွေးလိုက်ရရင်မြင်ကွင်းနိုင်ရဟိုပီတိမဖြစ်ဘူးပေါ့နောက်တစ်ခုပြောချင်တာကကြောက်လေအဲ့ဟိုနေပြီးတော့ပြင်းမနာမှမဟုတ်ဘူးအခုငင်းရင်လောက်နေရဲ့ဟိုမျိုးတွေမျိုးတွေမှရှိရဝန်ထမ်းတွေကိုပေးဖွင့်ပေးစေခြင်းလား တို့မှလည်းတို့မိဘတွေနဲ့အဆက်အသွယ်မရတာတခြားပြီးတော့တို့မှတို့အပူနဲ့တို့အဲ့ဒါကိုတချို့လုပ်ငန်းရှိနေကြခွင့်မပေးဘဲနဲ့ဟိုပင်နဲ့အားနဲ့ဖိပြီးခိုင်းနေရမျိုးလည်းတွေးကြရတယ်ပေါ့နော်တို့မှပြန်ကျင်တဲ့မျက်နှာတွေကမကောင်းမလုပ်ချင်မဲနဲ့လုပ်နေရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့ဒီပိုင်းတွေလည်းတို့ခွင့်ပေးစေခြင်းတယ်อืมတာဝန်ကတရားရတာတော့တော်တော်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အောက်ခြေမခိုင်းတာတွေပါမှာပေါ့ဒါဟိုအောက်ငင်းတန်ကကြတော့တချို့ကြတော့ဟုတ်တယ် ိုဘယ်လိုမှဥတီချက်ပေါ့ project တခုမှာပါသူတို့ project တခုမှာအောက်ခြေမခိုင်သွားတဲ့အပိုင်းတွေရှိတယ်။နောက်တစ်ခုကကြတော့အောက်ခြေခိုင်ငရင်တန်းမှာအောက်ခြေခိုင်တာမခိုင်တာတော့မဆိုင်ပါဘူး။ဟိုဘယ်လိုပြောမလဲဘလိုပဲဆောက်ဆောက်ဘသူ့မှာသွားပြီးဥတီဥတီပြီးသွားပြောနေတာဘလိုပဲဆောက်ဆောက်ပြူရာပြူမှာပဲ။နင်းနေညာပြောက်ဆိုတာမှာမျက်စိမမိတ်ပဲနဲ့မျက်စိအဲ့ညတောင်တစ်ဆက်အခက်မှန်အားလုံးကတည်တဲ့လူကတည် အော်ရဲလူကအော်ဒဏ်ရရလူကရချီချိုးလက်ချိုးရလူကချိုးအဲ့လိုမျိုးတာဝန်ကတရားကတော့ဘယ်လိုပြောမလဲအားလုံးနဲ့လက်ရော့တိနေချစ်ချစ်ခင်နေကြဖို့ပဲဟိုအဲ့လိုပဲဆုံးဖြတ်ချက်ကြတာအမုံတရားရဲ့အားလုံးကိုဖယ်ရှားပြီးတော့နော်တာဝန်ကတော့အချီးကြီးရခဲ့တယ်ပြီးတော့ဟိုခံခဲ့ရတာလည်းအများကြီးဖြစ်နေပြီဒီတစ်ခုလည်းမဟုတ်ခံခဲ့ရတယ်လည်းအများကြီးဖြစ်နေပြီးတော့တာဝန်ကရတော်တော်ရနေတယ် ကိုကိုအတန်းနဲ့တော့မလိုက်ဘူးဒါကြီးကြုံခဲ့ရမယ်လို့ထင်လောက်မထင်တာဘူးပေါ့နော်ဟုတ်ကိုရိုင်းလေးလည်းတွားဟိုကူညီကြရမျိုးပြည့်အခုချိန်မှာ miss တွေ moral တွေတရုပ်ဆောင်တွေဂုံတွေဖယ်ပြီးတော့ပေါ့နော်ဟို pride တွေကိုထိထိမိမိပို့ပြီးတော့လှုပ်စေခြင်းနဲ့ဟိုပြီးတော့အလူခံတဲ့အပေါ်မှာလည်းဟိုထိထိမိမိတွားပြီးတော့ကိုရိုင်းကိုကြမတွားနိုင်အောင်မှရှိပေးမယ်လှူမဲ့လူကလည်းဂျားပြက်မစားဘဲနဲ့လှူမဲ့လူလည်းဂျားပြက်မယူဘဲနဲ့အကောင်းဆုံးလှုပ်ပေးဖို့လည်းမျှော်လင့်ပါတယ် ဟုတ်ကိုယ်တိုင်လည်းအခု brighter တွေ truck ကိုအကောင်းဆုံးအလှူခံနေရပေါ့ဟုတ်